အားလုံးပဲမင်္ဂလာပါရှင်အာစိန်တုဒ္ဒဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေကျမတော့ခင်ဦးဖြစ်ပါတယ်ဒီနေ့မှာတော့အရင်တစ်ခါဖတ်ပြခဲ့တဲ့ဆ ्याम ကျူရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းကိုအနေနဲ့ဆက်ပြီးတင်ဆက်ပေးကြပါမယ်ခန်းစားနာဆင်ကြည့်ကြပါဦးနော်မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်အပိုင်းကို sorry ကိုတမင်နှိမ့်ဆက်နေတာမဟုတ်ပါဘူး။နောက်ကိုနှင်းစင်ကျင်နိုင်အောင်လို့ပြောနေတာပါ။နှင်းတမင်ရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေကျွန်တော်ကိုတာကိုလီပွားရအောင်နှင်းလုတ်ခဲ့ပြီးပြီ။အဲ့ဒီအဖြစ်ကြောင့်ကျွန်တော်ရဲ့ရောက်ထားတဲ့ခါတွေကိုလည်းနှင်းချိုးဖက်ဖြစ်စေခဲ့ပြီးပြီ။ဒီလောက်ဆိုရင်တော်လောက်ပါပြီနှင်းရဲ့။ကျွန်တော်ရှေ့ဆက်ပြီးခေါမဖို့ရအောင်မလုပ်ပါနဲ့တော့။ကျွန်တော်ကမသွားနဲ့ဆိုရင်ဒါဟာနှင်းနဲ့ကျွန်တော်နှစ်ယောက်စလုံးအတွက်ကောင်းဖို့လို့နှင်းယုံကြည်စိတ်ချလိုက်စမ်းပါ။ ဒီလိုဆိုပြန်တော့လေတိမ်မွေနူးညံ့သောမှောင်စကားတန်အောင်မှာကျမအရေးပြောကြသွားပြန်သည်နောက်ထပ်ပြဿနာတွေကမှောင်က မပေါင်းသိနဲ့ဟုပြောသောတငယ်ချင်းတွေကိုကျမဆက်လက်ပေါင်းသိမှုတဲ့ထိုတငယ်ချင်းများသည်မောင်နှင်ကျမကိုသဘောမတူကြပေငင်းချင်းမှုအရာမတားမြစ်ကြတော့လေကျမမှားယွင်းသွားပြီဟုထင်မြင်ချက်ပေးကြသူများဖြစ်သည်ဝမ်းနည်းစရာကောင်းသော အမှန်တရားတစ်ခုကတော့ ျမ၏မိတ်ဆွေတငယ်ချင်းများရှိတွင် မောင်သည်ကျမအပေါ်တမင်သက်သက်အနိုင်ယူခြင်းပင်ဖြစ်ပါသည်တယောက်ယောက်နှင့်တနေရရာသွားရန်ချိန်သည့်ကိစ္စမျိုးတွင်နေ့ကျွန်တော်တို့မအားဘူးလေဟူသောစကားမျိုးဖြင့်ကျမမလိုက်ဖြစ်အောင်တားပြတတ်သည်သူတငယ်ချင်းတွင်ရှိမှကျမကိုမျက်နှာတိမျက်နှာထားဖြင့်ငေါငန်းသည် မောင်သိမ့်မျက်နှာကြောမတည့်သူများနှင့်ကျမလမ်းမှာစကားပြောမိလျင်သို့မဟုတ်လက်ဖက်ရည်ဆိုင်မှာစကားပြောမိလျင် မောင်ကမျက်နာချတိတိဖြင့်ပြန်ချဆုံနှင်းဟုရိုင်းပြတတ်သည်။ကျမကသူတို့ကို အားနာစိတ်ဖြင့်ခဏလေးနေပါအောင်လားကွယ်ဟုနဲ့သိမ့်မိလျင်မောင်က ပြုံးဆိုထွက်ခွာသွားတတ်လေသည်။ကျမမှာမျက်နှာပူထူလျက်ကြောင်အားစွာကြံ့ရင့်နေတတ်သည်။ဒီလူတွေကနှင်းလေးလေးဆဆဆက်ဆံရလာအောင်တမိုးရှိတဲ့လူတွေမဟုတ်ပါဘူး။ဟူသောစကားမျိုးဖြင့်ကျမကိုပတ်ဝန်းကျင်နှင့်ခွဲခွာဖို့ကြိုးစားသည်၏။ ကျမကလူတွေကိုအကောင်းဘက်ကလှည့်တွေ့တတ်သူ။မောင်ကတော့မကောင်းဘက်ကလှည့်တွေ့တတ်သူ။ကျမကလူတွေနဲ့ဆက်ဆံရာတွင်အဖြောင့်အတိုင်းစိတ်ထဲရှိသမျှပွင့်လင်းစွာပြောဆိုတတ်၏။မောင်ကတော့လျှို့ဝှက်ထိန်ချုပ်ကလှဲ့ပတ်ရှောင်တင်း၍ပြောဆိုတတ်သည်။တဲရောက်ကစကားတခွန်းပြောလျင်ထိုစကား၏နောက်ွယ်ကအထိပ္ပယ်ကိုမောင်ချက်ချင်းသိ၏။တခါတည်းရန် စကားတခွန်းကို အစပြုနားထောင်ပြီးသည့်အခါ နောက်ထပ်ပြောလာမည့်စကားများ၏အကွက်ချမှုကိုပါကြိုရင်းမြင်တတ်၏ကျွန်တော်ကနှင်းကိုတိတ်ပါနဲ့မယ်လို့ထင်ခဲ့တာအခုတော့နှင်းကတိတ်အတာပဲမောင်ကြီးပြစ်တင်စကားကို ကျမမကြာခဏကြားရတတ်သည်ဤလူအဖြစ်ကျမကိုမနာလို့ဖြစ်နေတာဤလူကတော့ကျမကိုရှိတဲ့တဲ့လို့လို့ကဲ့ရဲ့တယ်လို့လို့ပြောနေတာဤလူကတော့ကျမကိုပူပန်းချင်နေတာစတဖြင့်ကျမအနီးမှာကတ်နေကြသောလူတွေဤမကောင်းကွက်တွေကိုထောက်ပြတတ်သည် မောင်ကမလုံနဲ့ဟူတားမြင့်တိုင်းကျွန်မအမြဲရှောင်ကျဉ်စေဖို့အတွက်အမောင်ကျွန်မကိုကောင်းကောင်းပညာပြလိုက်သည့်အဖြစ်အပျက်တစ်ခုရှိပါသည်တကြံယုံပည့်ရတွင်မှောင်သွားစေခြင်းနှင့်ခီးတခုတို့ကျမသွားခဲ့ပါသည်။မောင်ရေကိုမိတ်ကြီးလာကိုသွားမလို့မောင်ရောတကြံပမာကြမလဲ။ကိုနဲ့လိုက်ခဲ့ပါလားကွယ်။မောင်ကမျက်နှာထအနှင်းငယ်တင်းသွားသည်။ဘမအားမလဲနှင့် ခုအိမ်မှာပဲတကြံကုံဆုံးသွားမှာပေါ့ကျွန်တော်တကြံရုံးပည့်ရမှာမနှုတ်တဗေဒါဆောင်းမတွေအများကြီးဖက်เสียရှိသေးတယ်ကျွန်တော်မှအချိန်တိတ်မရှိပါဘူးဆိုလိုတာကကျမကတော့တကြံတွင်းမှာအလီလိုက်အချိန်တွေအများကြီးရှိနေသည်ပေါ့နေ့ရပါကိစ္စမိတ်ထီလာသွားမှာလေကျမမောင်ကိုအရွယ်တိုက်ကအလီလိုက်ဖို့ဟုပြောချင်တော်လဲကျမ၏စကားက မောင်တငယ်ချင်းလည်းဖြစ်ပြီးကျမတငယ်ချင်းလည်းဖြစ်နေသောကြော်စင်ကိုထိခိုက်မှဆို၍ထိန်ချုပ်လိုက်ရပါသည်။ကိုမိတ်ချီလာမှညီမလေးနှစ်ယောက်နဲ့ချိန်ထားတယ်။ညီမတွေကမိတ်ချီလာကိုလာလိုက်မယ်။အဲ့ဒီမှာတရက်လောက်နေပြီးကိုရုပကံကိုဆက်သွားမယ်လေ။ကိုပကံဖျားရည်နဲ့ပြရိုက်ကိုလေးလာဖို့လိုတယ်။ကျမကပကံတောက်စာများနဲ့ပတ်သက်သည့်ဝိထုတပုတ်ရေးချောင်းမောင်အတိပဲဖြစ်ပါသည်။ကိုရုဆိုတာဘသူတွေလဲနှင်း ကျမရဲဝံ့စွာပြုံး၍မောင်းကိုအပြေးပေးလိုက်သည်။ကိုရဲ့ညီမလေးနှစ်ယောက်ရဲ့ကြောစင်ရဲ့ပေါ့။မောင်းကကျမကိုမထစ်တထစ်ကြည်သည်။အဟောကျွန်တော်သတိပေးရလား။တိုင်မလန်လား။မောင်းဤခက်တိုးအမေကြောင့်ကျမခဏတော့ဆုံးအာသွားသလိုလလစပယ်မဖြစ်နဲ့။မောင်းကအရာရာကိုအလေးနဲ့ထားတာဟိုကုကူကိုဆုံးမရင်မောင်းကိုပြုတ်ပြလိုက်မိသည်။ မောင်လိုက်ခဲ့ဖို့ကိုခေါ်နေတာပါမောင်ရဲ့တငယ်ချင်းတွေဆူဆူဆူဆီမလိုက်နိုင်ဘူးတူတောင်းပြတ်သားတော့အဖြစ်အဆုံးမှာတော့ကျမရင်ထဲနာကျင်သွားတော့သည်ဒီခီးဟာကို့အတွက်အရေးကြီးတယ်ဆိုတာမောင်လည်းမခံဘူးလားမောင်ကလက်ဖက်ရည်ခွက်ကိုလှည့်ပတ်ဆော့ကစားလျက်ထိန်ချုပ်စွာပြုံး၏ကျွန်တော်သိပါတယ်ဒီခီးအတွက်နှင်းစိတ်တိုင်းကြလူကိုရွေးချယ်ပြီးသားဆိုတာလည်းကျွန်တော်သိတယ် ဒါထက်ပိုဆိုတာကကျွန်တော်ပါရင်လည်းဖြစ်တယ်ဆိုတာကျွန်တော်သိနေတယ်။ဒီတော့ကျွန်တော်ဘာပြောစရာလိုလဲလဲ။တွားကြပေါ့။ကြော်စင်ဟာနှင်းအပေါ်မှာအဆဆရရကုညိမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။မောင်စကားရဲမှာခါသေးတော့အရေးငွေများကိုကျွန်မခန်းစားနေရသည်။မောင်ကြော်စင်အပေါ်မကြည်မနဲ့ဖြစ်နေတာလား။ကဆဆမင်းပြီးတော့မောင်ကဒေါရတကြီးချမကိုကြည့်သည်မတိမနဲ့ဖြစ်နေတယ်ဟုတ်လား ကျွန်တော်ဘာဖြစ်နေရဲဆိုတော့နှင်းမသိဘူးပေါ့ကျွန်တော်ခံစားချက်ကမကျေနပ်တာထက်ပိုတယ်နှင်းသူကတခါတော့ကကျွန်တော်တငယ်ချင်းဖြစ်ပေမဲ့အခုတော့ရန်သူပဲဖះရည်မောင်းဤပြင်းထန်သောစကားလုံးများကြောင့်ကျွန်မတုံးလုံးသွားသည်ဒီလောကမှာနှင်းနဲ့ကျွန်တော်ရဲ့ပေါင်းစည်းမှုကိုနှောက်ရှက်မဲ့လူမှန်သမျှကျွန်တော်ရန်သူပဲကျွန်တော်မကောင်းတဲ့ရင်တွေကိုနှင်းမိသားစုစီမှာမျက်နှလုံးအားရသွားတတိပေးတဲ့လူဟာကျွန်တော်ရန်သူပဲ ဒါပေမဲ့သူကိုယ်တော့မတားမြစ်ခဲ့ဘူးလေတားလို့ရောရမလားနှင်းရဲ့သူကမင်းဖေမှမဟုတ်ပဲကျမတို့တခဏငြိမ်သက်သိစိတ်စွာစပွဲကိုစိုက်ကြည့်နေခဲ့မိသည်မောင်ဒီလောက်အညိုအတေးကြည့်လိုက်မည်ဟုကျမမထင်ခဲ့မိပါဒါဖြင့်ကိုဘယ်လိုလုပ်ရမလဲမောင်နှင်းကဘာလုပ်ချင်သေးလို့လဲသူနဲ့ချိန်ထားတာကိုဖျက်လိုက်ရမလားယမောင်ကကျမမျက်လုံးထဲတော့အကြာကြီးစိုက်ကြည့်နေပြီးမှခက်ရည်ရည်ပြုံးသည် ဘာအကြောင်းပြချက်နဲ့ဖြတ်မှာလဲမောင်နဲ့ပဲသွားတော့မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့မောင်ကအမေပြုံပြုံ၍ကောင်းရန်သည်ကျွန်တော်အပေါ်လူတွေမုန်းတာတော့ကျွန်တော်ခယူးမဆိုင်တတ်ပါဘူးဒါပေမဲ့နှင်းလုံးပုံကြောင့်ကျွန်တော်ကအများအမြင်မှာအတ္တသိပ်ကြီးတဲ့လူထပ်ဖြစ်ရအောင်မယ်ခုရောမဟုတ်လို့လားမောင်ရဲ့ကျမစိတ်ပေါက်ပေါက်နဲ့မေးလိုက်တော့မောင်ကတောင်းလက်ဆာစီဂရက်ကိုလက်ဖက်ရည်ပံပြားတဲ့စောင့်ထိုးချေမွားပြလိုက်သည နင့်အနေထိုင်မတက်လို့ဖြစ်လာတဲ့ပြဿနာတွေကြီးပဲနင်ကကျွန်တော်စိတ်ကိုဘယ်တော့မှကဲမခတ်တတ်ဘူးကိုချစ်သူဘာလို့မကြိုက်ဘူးလဲဘာလို့ဖြစ်စေချင်မှုလဲလို့နှင်းသိနေတယ်နင်းမသိပဲရှောက်လို့တော့အဲ့ဒီတော့ကျွန်တော်ကတားရတယ်ဒေါရထွက်ရတယ်ဒီတော့ကျွန်တော်ဘာဖြစ်လာသလဲတိတ်တကူဝောင်းဆန်နေကောင်နှင်းအပေါ်မှာအနာယူတဲ့ကောင်ဖြစ်လာရလေ ကျမဤတကြံခီးသည် ဖြည့်ရှင်းမရသော ပြဿနာများကို အစပြုခဲ့ခြင်းဖြစ်ကြောင်းကျမဝမ်းနည်းစွာသိလိုက်ရပါသည်တို့တော့ရှင်းစရာနီးလန်းလဲလုံးဝမရှိခဲ့ပါ ကျမသွားမြင်းနေ့ကမနက်6:00နာရီထွက်မြေယထာအမီမောင်ကျမကို ပူဓာလိုက်ပို့ခဲ့ပါသေးသည်မောင်ဤကန်နွန်ကင်မရာကို ကျမအားပေးလိုက်ပြီးအလင်းတကားအဖွင့်အပိတ်အကျယ်အကျဉ်းမောင်ရှင်းပြလိုက်သေးသည်နေရစီပကြီးတွေကိုဓာတ်ပုံရိုက်တော့မယ်ဆိုရင် ခွင့်ပြုချက်တောင်းနော်မလေးစားရကြသွားမယ်တချို့ဖရားတွေမှာထိမ့်သိမ့်နေတဲ့အဖွဲတွေရှိတယ်ကျမကခေါင်းကိုခတ်တော်တော်ညှိလိုက်ဤမင်းနံသူရွာကဖရားတွေကိုတော့ခတ်ထားတယ်အဲ့ဒီတော့ကရွာအဝင်ကဖရားလူကြီးရဲ့အိမ်မှာရှိတယ်ဘရင်ကြီးကြီးလေးပြောပြီးအခုညီတောင်းသိလားနင်သူတို့လိုက်ပြပေးလိမ့်မယ်လိုင်ကုန်ဖရားတွေမှာအုတ်လီကားတဲ့တချို့ကပြုတ်ပြက်နေတယ်နှင်းလက်နှိုက်တဲ့မိနဲ့တက်နော် ကျမသည်ကျမအနီးမှာမောင်လိုက်ပါလာလျင် ကောင်းမှာပဲဟုပြင်းပြသောစိတ်ဆန္ဒဖြင့်ဝန်းနေလာလေသည် ကျော်စင်နှင့်ကျမအပေါ်မှာမောင်ခွေမလွတ်နိုင်သောမကျေနပ်မှုဖြစ်ပေါ်နေကြောင်းကျမကြိုတင်သိခွင့်ရလျင်ကျမတို့ညီမ၏ခီးကိုကျော်စင်မပါဝင်ပဲမောင်ကိုတီးတန့်အကူအညီတောင်းမိမှာအမှန်ပဲဖြစ်ပါသည်ကုပီမှာမောင်လိုက်လာရင်သိကောင်းမှာပဲနော်ကျမမျက်ရည်ဝဲလေရင်လှုပ်ခနဲတောင်းတမိတော့မောင်က ပခုံးအတာတုံ၍စိန်ကားစွာပြုံးလိုက်လေသည်တကြံပြီး၍သုံးလရက်ကြာမှ ကျမပြန်ရောက်သည် ပြန်ရင်ရောက်ချင်းအဆောင်ပိုင်းရှင်နှင့်အခန်းပေါ်ကမောင်လွန်ခဲ့တဲ့နှစ်ရက်ကရောက်လာကြောင်းပြောပြကြပါသည်ကျမမောင်အိမ်လည်းမသွားချင်သောကြောင့်ညနေစည်းကမ်းမောင်ရောက်လာမှာပဲဟုစောင့်နေခဲ့သည် မောင်ရောက်မလာပါလေးရက်ဆက်တိုင်းစီကန်းတို့မောင်ရောက်မလာတော့မောင်စိတ်ကိုကျမအကဲခတ်မိသည် မောင်ချမအပြန်နောက်ကျနေလို့သာစိတ်ဆိုးနေတာဖြစ်ရမည်။ငါရဲ့မြောက်တော်ညနေခင်းမှာတော့ကျမဒီစိတ်ကမသွားမီ ပြင်းနဲ့တန်ယုံရှိမှလေးနာရီမထိုးမီချိန်ကလေးကပေါင်းတင်တဲ့အလာကိုစောင့်နေလိုက်သည်။လေးနာရီခွဲပြီး9မိနစ်တွင် မောင်ချမရှိသူရောက်လာပါသည်။ကျမအမြင်တော့မောင်ပြုံး၍ပွန်ကျိုးဟုနှုတ်ဆက်သည်မောင်ပြုံးမှာတခုခုလိုနေသလိုကျမခံစားလိုက်ရသည့်အချိန်မှပင် မောင်ဟာကျမရှိမှဖြတ်၍တကားပေါက်ရှိရာသို့ဆက်လျှောက်သွားခြင်းမောင်ကျမအတန်မှာအံ့ဩတကြီးနာကျင်မှုကြောင့်တိုးတိတ်နေတော်လဲမောင်ကြားနိုင်ပါသည်ကျမဘယ်ဟုံးကပြန်ရောက်တလဲလို့မမေးတော့ဘူးလားမောင်ကမရေမပြုံး ကျမထန်လျှောက်လာသည်နင်းဘယ်ဟုံးကရောက်လာတယ်လဲဆိုတာအရင်မကြည့်ပါဘူးနင်းရောက်မှန်းကျွန်တော်သိပြီပဲဒါဖြင့်ကျွန်တော်အတန်းမတက်ရတော့ဘူးလားနင်း 9မိနစ်တောင်နောက်ကျနေပြီလေ။ကျမသည်ခါးသီးစွာနာကြည့်မှုဖြင့်နှောက်တော့ခြေတလန်းဆုပ်လိုက်မိသည်။ဒါပေမဲ့ကိုတီရှိမှလာစောင့်နေတာဘသူ့ကိုတွေ့ဖို့လို့မောင်းထင်းနေလို့လဲ။ဒါမှမဟုတ်ကို့မှာအချိန်တွေတိတ်ပိုနေရလို့များမောင်းထင်းလို့လား။ကျမစိတ်လွတ်လပ်လို့အော်မိလိုက်တော့မောင်ကနှာရီကိုတစ်ချက်မြောက်ကြည့်ပြီး80အဆက်ပြုံးပြသည်။သင်စေကန်းသွားတော့လေကျွန်တော် class ပြီးရင်နှင်းရှိမောက်ရောက်လာမှာပေါ့။ နှင်းချိန်ကိုလည်းကျွန်တော်မြူချင်ပါဘူးကျွန်တော်အချိန်ကိုလည်းနှင်းမြူချင်ပါနဲ့ထို့နောက်စကားဆင်ဆရာပဲမလို့တော့တလို့ပင်တကားပေါက်အသေးလေးမှခတ်တုတ်တုတ်ဝင်ရောက်ပြောက်ွယ်သွားလေသည်ကျမဒေါရတကြီးအုတ်ခုံကိုခြေထောက်နှင့်ကန်ရင်းကြံရိတ်ခဲ့၏ညနေစေကမ်းမှအထွတ်မောင်းကိုတွေ့တော့မောင်းပြုံးပြလျက်သားနှင့်ကျမပြန်မပြုံးနိုင်လောက်အောင်ဒေါရထွက်နေမိသည် မောင်ကကျမစိတ်ဆိုးနေသည်ကိုသတိမထားမိပုံမျိုးဖြင့်ထုံးစံအတိုင်းကျမနောက်ခြေတလန်းအကွာလောင်းမှရှောက်လိုက်လာသည်လဲနန်ပလက်ဖောင်အတိုင်းလိုင်းပေါင်းမတိုင်စီသို့ရှောက်လာ kait တွင်မဟုတ်ထူရိုက်ပစ်ချင်စိတ်ကိုစွတ်ထိန်ချုပ်ကခြေလန်းတွေကိုဒေါရတကြီးလှမ်းလာခဲ့ရ၏တို့တော့ထိန်ချုပ်ရင်းကမျိုးသိမ့်ထားတော့ဒေါရကပွင့်ထွက်ကပြုံးဆိုခြေလန်းကိုရဲ့ရင်မောင်းဘတ်သို့နောက်ပြန်လှည့်ကြည့်လိုက်မိသည်ညနေတော့ကဘာချွတ်ချွတ်ရလဲကိုသိချင်တယ် မောင်ကခြေလန်းတန်သွား၏မောင်မျက်နှာနဲ့ကျမမျက်နှာထိလို့နေပါကတ်နေသည်ကိုတတိထာမိဟန်ဖြင့်နောက်သို့ခြေတလန်းဆုပ်လိုက်တော်လဲမောင်မျက်နှာက ကျမထက်တင်းမာမှုမလျော့ပါနိုင်မဘာချိုးလို့ထင်တယ်လဲထင်ကျင်တယ်လို့ထင်နိုင်တယ်နင်မင်းကိုတောက်ခ ्यू မဆိုင်ဘူးလို့ကိုသိစေချင်လို့လားမောင်ကပတ်ဝန်းကျင်ကိုအကဲခတ်ဖို့တတိယသွားတယ်လို့ပင် ကင်းမာတော့အခြေအနေကိုရှင်းချပြလိုက်ကရှေ့ဆက်လမ်းလျှောက်လေသည်ဟုတ်ပါဘူးနင်းကျွန်တော်ကိုတောက်ခူးမဆိုင်တာကျွန်တော်ဒေါရဖြစ်လို့ပါကျမမျက်မှောင်ကျုံမိသွားသည်ကိုကဘာဖြစ်တယ်နင်းပကံကနေဘယ်တော့မှပြန်ခဲ့တယ်လဲမောင်အတန်ကအေးဆက်ဆက်လုံခဲ့တဲ့၅ရက်ကလीမဟုတ်ပါဘူးအဲ့ဒါကမိတ်ချီလာပြန်လာတဲ့ရက်ကျွန်တော်မေးတာက ပကံကပြန်လာတဲ့ကိုမေးတာမောင်ပါဖြစ်လို့ဒီမြမခံမရနိုင်ဖြစ်နေကြောင်းကျမသိသွားပါသည် ကျမဒီပကံမှာ၄ရက်ကြာခဲ့ပြီးကံမအပြန်တွင်မိတိလာမှာ၃ရက်ဆက်ပြီးနေခဲ့ပါသည်နှင်းရဲ့လောက်ကပကံမှာရှိတာကျွန်တော်သိတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နှင်းကိုတားခဲ့မိသလားအခုနှင်းရဘာအချို့နဲ့မိတိလာမှာ၃ရက်ဆက်နေခဲ့တာလဲနှင်းသွားလျာမှာနှင်းဘာတွေလုတ်တယ်ဆိုတော့ ဆက်စုတဲ့စိတ်နဲ့အမြဲစောင့်ကြည့်နေတဲ့လူတွေရှိတယ်။အဲ့ဒီလူတွေရှိသမျှနှင်းပါလုပ်တယ်ဆိုတာကျွန်တော်သိတယ်။လေယုံမလား။ကျမကစကားဆုံးအစွာမောင်ဘေးမှလိုက်ပါလာခဲ့ရသည်။မောင်ဟိုပါပြောရမှန်းကျမမစင်စားတတ်တော့ပါ။ကျွန်တော်ကတော့နှင်းကိုနေ့တိုင်းမြုံနေခဲ့တယ်။နှင်းကကျွန်တော်ရှိတဲ့နေရာကိုလာလို့ရတဲ့အချိန်မှာတော်တော်နဲ့မလာပဲအဝေးမှနေခဲ့တယ်။အဲ့ဒါကျွန်တော်ကိုတောက်ခွမဆိုင်တဲ့အထိတ်ပဲပေါ့။တခြားပါရှိသေးလို့လဲ။ ကျမ၏သောရများသည်တဖြည်းဖြည်းပြောက်ွယ်သွားပြီးစိုးရင်ပူပန်စိတ်ကဝင်ရောက်လာခဲ့ပါသည်ကျမမောင်းလက်မောင်းအင်ကြီးစားကိုအသာထိကိုင်လိုက်မိသည်မထီးနဲ့တိုးတိတ်တော်လဲတဲမသောအတန်ကြောင့်ကျမထိတ်လန့်သွားပါသည်မောင်းကကျမဘက်တို့လှဲ့ကြည့်သည်ကြီးမင်းနဲ့ပြောတာကိုနားထောင်စမ်းပါရှေ့ဆက်ပြီးကျွန်တော်မလုပ်စီခြင်းတဲ့အလုပ်တွေလုပ်နေရင်နေ့နဲ့ကျွန်တော်အနေထားပြောင်းကုန်လိမ့်မယ် အဲ့ဒါနင်သဘောပေါက်ဖို့ကောင်းနေပြီ။ကျမတို့ရင်ကြားရတော့စကားကိုမယုံနိုင်စွာမောင်ငူငေးမောနေမိသည်။မောင်ကမောင်ဟကိုချင်းချောက်နေရလားယင်။ဟုတ်ပါရဲ့။ဒါပေမဲ့ဒါနင်းကိုကျွန်တော်မချစ်ဘူးလို့ပြောနေတာမဟုတ်ဘူးနော်။ကျမမာနာသည်ပြုံးခနဲပေါ်လာပြီးမောင်အပေါ်မခွဲနိုင်သည်နှောင်ဖွဲမှုအောက်မှပြန်လည်နှိမ့်မြုပ်သွား၏။မောင်နဲ့ကွဲရတော့ကော ကိုကခူးဆိုင်ရမှာလားဖူတော်အမေဖြင့်ကျမအာခံကျင်တော်လဲမဝင်ရဲပါတကယ်တမ်းမောင်နဲ့ဝေးရမည်ဟူသောအတိတ်ဒီကျမအာခြေလန်ခြောက်ခြားစေပါသည်ဒါပေမဲ့ကျမစီတုံရင်သွားရောကိုစကားတန်ကိုကို ရှက်ရွံ့စွာရှက်ပြစ်လိုက်ရ၏ကျမ၏ပြောညံ့စွာ အရှုံးပေးမှုကိုမောင်ခံစားမိဟန်ဖြင့်တပ်ပြင်းတစ်ချက်ရှိုက်လေသည်နေ ျမမောင်ကိုမော်မကြည့်ပါ။ညအမှောင်ပေမဲ့လမ်းမီးတိုင်းမီးအောင်ဖြင့်ကျမ၏မျက်ရည်များကိုမောင်မြင်သွားနိုင်သည်။နောက်ကိုအဲ့ဒီကိုမတော်ပါနဲ့နော်။ကျွန်တော်နှင်းနေမဝေးချင်ဘူး။ကျမကောင်းတစ်ချက်ညှိလိုက်သည်။ဂရိပေးပါနော်။ကျမကောင်းထက်ညှိလိုက်ပါသည်။သို့တော်မဝင့်မရဲစောတကတက်မိသေးသည်။ဒါပေမဲ့မောင်ခုကိုအချင်မလွဲပါနဲ့။ သူဟာခုအပေါ်မှာတိတ်ဆိတ်နားထားတာပါဟုတ်ပြီလေဒါပေမဲ့ကျွန်တော်အပေါ်တော့မကောင်းမြင်နေတာအမှန်ပဲကျွန်တော်ကိုအထင်သေးတဲ့လူတယောက်ကမှတင်ရဆက်ပြီးပေါင်းသိနေချင်တာဘာသဘောလဲဆိုတာကျွန်တော်စဉ်းစားမရဘူးသူစီကနေကျွန်တော်နဲ့ပတ်သက်တဲ့မကောင်းတဲ့ရင်တွေကိုနေအရသာရှိရှိကြားချင်နေရလားမောင်ကစကားကိုကတိကတ်သက်ပြောတော့ကျွန်မစိတ်ပြက်လက်ပြက်ဖြစ်သွားသည် ဒါပေမဲ့ကိုရုတစ်ချိန်လုံးမောင်အောင်ပြောနေကြတာမှမဟုတ်ပဲ။ဘာလဲ။မောင်ကသူ့စကားကိုကိုနားထောင်ပြီးမောင်နဲ့ကိုကွဲရောနိုင်တယ်လို့ထင်နေရလား။မောင်ကစိတ်မရှိစွာ ဆုတ်တက်လိုက်လေသည်သူ့စကားကိုနှင်းနှားကြောင်မှာကျွန်တော်မစိုးရိမ်ပါဘူးကျွန်တော်ဘာကောင်လဲဆိုတာနှင်းသိဆုံးပဲအခုကိစ္စကဘတ်လိုက်တဲ့ပြဿနာလူတယောက်ဟာတစ်ဖက်ဖက်မှာတော့ရဲဟန်မှာပဲ ကျွန်တော်မှန်တယ်လို့ထင်ရင်ကျွန်တော်ဘက်မှာရက်သူမှန်တယ်ထင်ရင် သူ့ဘက်မှာရက်အခုဟာကျွန်တော်ကိုစန့်ကျင်တဲ့လူတယောက်ကိုနှင်းကမဟာမိတ်လုပ်နေတာနှင်းရပါလဲမောင်စကားဤလေးနှမ်းမှုဆူရှာမှုကြောင့်ကျွန်မအံ့ဩတဲ့ခြင်းဖြစ်သွားသည်ဒါပေမဲ့ခုကိစ္စကနိုင်ငံရေးကြောင့်ဆွေးနွေးနေတာမဟုတ်ဘူးလေမောင်ရဲ့ကိုရောကနိုင်ငံတွေလည်းမဟုတ်ဘူးတငယ်ချင်းတွေကိုမသွားမအောင်ရိုးရိုးတသား စိုးရင်ပူပန်တက်တဲ့တငယ်ချင်းကိုကိုဘာအကြောင်းကြောင့်မပေါင်းသိရမှာလဲကို့ကိုပြောပါအောင်ကိုကတော့မောက်ကိုတိတ်ချစ်တယ်မောင်မှန်တာလဲကို့သိတယ်သူကို့ကိုစေတနာထားတာလဲကို့သိတယ်ဒါပဲပေါ့မောင်ကလုံးဝလက်မခံနိုင်တယ်လို့လက်မြောက်ခံရလေသည်ကျွန်တော်တို့ကနိုင်ငံတွေမဟုတ်လို့ဒီစကားပြောနေရတာနိုင်ငံတွေမှာဗမ်းမလိုက်ဆက်ဆံရေးရှိတယ်တန်တမန်ဆက်ဆံရေးရှိတယ် ချစ်သူနှစ်ဦးချစ်ကြတဲ့ကိစ္စလင်မယားနှစ်ယောက်ချစ်ကြတဲ့ကိစ္စမှာတော့အကြောက်ကိုတရားပေါင်းစည်းဖို့လိုတယ်။ကျွန်တော်တို့နှစ်ယောက်ကလွဲလို့တခြားလူဟာကျွန်တော်တို့အပြင်ဘက်ကပတ်ဝန်းကျင်မဲ့ပတ်ဝန်းကျင်နဲ့ကျွန်တော်နဲ့အမြင်မတူတဲ့ကိစ္စမှာနှင်းပတ်ဝန်းကျင်ဘက်ကတွားရတော့ကျွန်တော်ဘာဖြစ်သွားမလဲ။ကျမဘာစကားပြောရမှန်းမသိအောင်ထင်ငော့သွား၏။ကိုကကိုအခုဘယ်မှာတွားရနေလို့လဲ။မောင်ဘက်မှာပဲရှိနေတာမဟုတ်ဘူးလား။ မောင်ကကျမကိုစိတ်ရှည်လက်ရှိပြုံးပြသည်နှင်းကလေလဲမလို့နဲ့တိတ်အရာပါပဲလားထို့နောက်တိမ်မွေတူတိတ်စွာစကားပြောလေသည်အခုဖြစ်က ကျွန်တော်ကနှင်းနဲ့မထိုက်တန်လောက်အောင် အစ်စ်နေနေတယ်လို့သူကတဘောထားနေတယ်ဟုတ်တယ်နော်နှင်းဒီတော့နှင်းကအဲ့ဒီလူနဲ့အရင်လိုရင်းရင်းနှီးနှီးပေါင်းတင်းနေတာဟာသူ့သဘောထားမှန်တယ်လို့တိတ်တဆိတ်ဝန်ခံရမကြဘူးလား ဖျားဖျားကျွန်တော်ကိုသူဒီလိုသဘောထားပြီမယ်နှင်းရသူ့ကိုမနာကြည့်ဘူးဆိုတဲ့အထိတ်ပဲပေါ့တကယ်လို့ဒါစနီးတယောက်ဟာသူ့လင်ကိုစော်ကားတဲ့လူကို မကျေနပ်ရင်အဲ့ဒီလူကိုသူဘယ်အဆက်အသွယ်လုပ်မလဲလက်တောင်ကြည့်မှမဟုတ်ဘူးဒီလိုမဟုတ်ပဲစနီးကအဲ့ဒီလူကိုလင်ကွဲရမှာပြုံပြုံရွှေရွှေဆက်ဆက်နေရင်ဒါဘာအထိတ်ပဲလေကိုယောက်ျားကိုစော်ကားထားတဲ့လူတယောက်ကိုဒီလိုဆက်ဆက်နေရင် အတိတ်ပဲကတမျိုးပဲရှိတယ်။ဘာလဲဆိုတော့ရှင်ပြောတာမှန်ပါတယ်။ကျမယောက်ျားလုံးဝတောက်တုံးမကြပါဘူး။ကျမမှားပါတယ်ဆိုတဲ့အတိတ်ပဲလေ။ဖောက်ပြန်တဲ့အတိတ်ပဲ။တခြားဘက်ကိုလိုက်တဲ့အတိတ်ပဲ။ကျမမောင်ကိုငေးမောနေမိသည်။မောင်သည်အသေးပွဲကိစ္စလေးကိုအရေးတကြီးကိစ္စဖြစ်လာအောင်လှဲ့ပတ်ဆွဲငင်ခေါ်ဆောင်တတ်သူပါပဲလား။နင်ကျွန်တော်ပြောတာသဘောပေါက်လား။ ကျမစကားပြန်လုံးဝမပြောနိုင်တော့ပဲကောင်းချင်းပြလိုက်ဤဒီတော့နင်ကကျွန်တော်ဘက်ကရက်မလားသူတို့ဘက်ကရက်မလားမောင်ဘက်ကရက်မှာပေါ့ဟုတ်ကဲ့ပါရှင်ဆ iam ကျူရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းကိုအနေနဲ့ဒီနားမှာခဏလောက်ရနာခွင့်ပြုပါနော်ပိုင်း30မှာပြန်ပြီးဆုံကြမယ်ရှင်အဘိနာဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်